နော်ဒီစိတ်ပူးရှိမယ်ဇပလင်ရှိမယ်မေယိုတီးရှိမယ်ကြက်တော်နီရှိမယ်ကြက်တော်မျိုးရှိမယ်ဂျင်းရှိမယ်ပရေဘောရှိမယ်ဒါကတော့ခုနရှက်ရှင်းပြသွားတဲ့ကျွန်တော်ဒီငါးသားမဟုတ်ဟုတ်ငါးသားမျိုးရှိမယ်ပြီးသွားရင်မေယိုပေါင်းရှိမယ်စားနော်စားကိုမှသူကယူစားမဟုတ်ဘူးနဲ့စားလို့တော့သွားတာစားလို့စားကိုလှော်တာပြီးတော့တော့ဒါကတော့မပိတ်ကောင်းဘူးနော်မပိတ်ကောင်းဘူးစိတ်ပူးဟုတ်ကဲ့တော်တော်များများဟိုးတော့ကဟာဒီလိုမျိုးစားကြတယ်စိတ်ပူးပဲကြီးနှစ်ကကြတော့နန်းသုံးပဲကြီးနှစ်ပေါ့နော်ဟုတ် အာမင်းတို့မင်းတရားရမ်းကြိုက်နေတတ်တဲ့အင်းနှမျိုးရှိတယ်။အာဝတ္တဏီချန်နဲ့ပဲကြီးနတ်။ဟုတ်ဒါမင်းတို့မင်းကြိုက်တဲ့ဟင်းပဲကြီးနတ်ပေါ့နော်။စော်ကြည်အောင်လို့ဒါစား။ပဲကြီးနတ်ကတော့မင်းတို့မင်းတရားရဲ့ဝမ်းမကောင်းဘူးပေါ့နော်။ဒီတော့ကမင်းတို့မင်းတရားရဲ့စပုံစပုံတော့ဥခဲဆိုတာရှိ။ဟုတ်။သူကဘယ်လောက်ထိကြိုက်လဲဆိုရင်တော့အဲစပုံမှုမသိအောင်သူကဒီမောင်းမတွေဖိုးပြီးတော့ချက်ခိုင်းတာ။အော်ဟုတ်ဟုတ်။တည်ရဲ့အခါကျတော့အတိသွားတော့အဲဥခဲကတည်လဲတည်သွားပြောပေါ့။ဒီလောက်တော့မှ စားကြီးတွေဟာစားပလီတွေဆိုပြီးပြောတယ်။အော်ပြောချင်တာကတော့အဓိကတော့အစားအသောက်ဆိုရင်ဘီအန်တွေအတွက်ဆိုရင်ဂျော်ဒီသမားတော်ရင်းနဲ့ကောစူမီနေနဲ့ကောမီဘီယိုင်းနဲ့ကောတိုင်းပြောမှချက်ပြုတ်ကြချက်ပြုတ်လို့ရှိရယ်ဆိုတော့ပြန်တည်ရတယ်နော်။ချမောင်ဟင်းကကိုနည်းနည်းတေးစီလိုက်တခြားချမောင်ဟင်းနဲ့တော့မတူဘူး။ဒါတော့ငပန်းကပိကောင်တုံးတာတယ်ပြောရလို့ရှိရင်ငပန်းကပိကောင်မပိလို့မျိုးဖြော်ပြီးတော့မှငါးသားမုံအရသာအတွက်ကြတော့ငါးသားမုံနဲ့တုံးတာလား။ဟုတ် ုံမှန်ချုံမောင်ဟင်းဆိုရင်လို့ချိန်ပြီးဝင်သွားချိန်ပြီးတော့ဟုတ်တယ်ဆူ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 လေးတဲ့ချိန်ရတာတစ်ချက်ဝင်လဲတယ်ပြီးလဲပြီးတော့အနံ့မှွေးပြီးတော့စုပ်ဖြောက်သွားစုပ်ဖြောက်သွားငားရတာလေးလည်းနည်းနည်းပါလာလေးပါလာလိမ့်မယ်ဟုတ်ဒုက္ခကာရီဆိုတာကဒုက္ခကာရီဆိုတာပျော်ရွှင်ခြင်းကိုယူဆောင်လာတဲ့ဟင်းတစ်ခွက်လို့လည်းပြီးရတယ်နော်သိပေရရဟုတ်ကျွန်တော်အိမ်မှာဆိုတာချမောင်းရင်ချက်လေးစားရမယ်လို့ပြောတယ်ဗောအဲ့လိုပြောချင်းအားကြောင့်ဒုက္ခကာရီဆိုပြီးတော့ပေးတာဟုတ်မဒီလာရှင်ကြောင်းမဟုတ်ဘူးနော် ဘဲရတာကအလွယ်ပြောမယ်ဆိုတော့ပဲနီလေးပေါ့ပဲနီလေးပဲနီလေးဆိုရင်ကျွန်တော်တို့ကဟင်းကြီးပဲတောက်ကြတာများတယ်ဟုတ်ဒီမှာကျတော့မဟုတ်ဘူးနမ်းမင်းထဲမှာကျတော့အလိုဟင်းနေနဲ့ချက်စားကြတယ်ပေါ့ဩပဲနီလေးနဲ့ဒီပဲကြီးနဲ့နဲ့ဒီကောင်နဲ့မတူဘူး taste ကကွာတယ်ဒါပေမဲ့နည်းနည်းလေးတေချာလေးရလာခံစားကြည့်လိုက်ရင်ပဲရတာကိုပို့ပြီးတော့ကွာတယ်ပေါ့နော်ပဲဒီစားနေဟုတ်ဒါ side dish တွေပဲရှိသေးတယ် okay အဲ့ဆိုရင်အဲ့ဆိုရင် main dish တောင်းဝတာမောင်ဟင်းလေးချက်ကချက်နီး၃မျိုးလောက်ရှိတယ်ဟုတ်ကဲ့ဒီအစားအသောက်ကကျွန်တော်တို့ဒီ မြန်မာဗမာပြည်ပေါ့နော်ဗမာပြည်ရှမ်းပြည်ပြည်မှာနော်ဒီချင်းမိုင်အထိကိုမှအခုလက်ရှိချင်းမိုင်အထိကိုမှ ပေါက်တဲ့အင်းလျာတခုလို့သိရတယ်ပေါ့နော်။အော်ချင်းမိုင်ကအဲလိုကျောင်းတစ်ခုကနေပြီး research လာလုပ်ထားတယ်။ research တာလုပ်ပြီးတော့သူစားကြည့်သွားတယ်စမ်းစားကြည့်တော့ဒါကမြန်မာ original လာတဲ့ဟာ original ကကျောင်းမြန်မာလာတယ်ဆိုပြီးပြောအောင်လက်ခံသွားတယ်ပေါ့။အော်ချင်းမိုင်ချင်းမိုင်ရှမ်းပြည်မှာလည်းရှိဟန်ပြည်မှာကျဟန်လေးလို့ခေါ်တာ။အော် ဟန်လေးလို့လည်းခေါ်ကြတယ်သူကချက်နီးရတာ၃မျိုးရှိတယ်အဲ့ထဲမှာကျွန်တော်ကအကောင်းဆုံးနီးရသုံးထားတယ်ဟုတ်ဟိုဝသားကိုကျွန်တော်ဒီလက်သီးစုပ်လောက်ဟာကိုကျွန်တော်နှီးနဲ့စီးလိုက်နီးနဲ့စီးပြီးတော့မှပေါင်းတော့ချက်ကိုပုံတင်တာတွေဟုတ်ကဲ့တော့အလုံးနီးနဲ့စီးတော့လိုက်ကြီးဟုတ်ကဲ့အလုံးကြီးဟုတ်ဟုတ်တယ်ဟုတ်တယ်အာနီးနဲ့စီးလိုက်တဲ့ခါကျတော့အစီရေကသူ့ရဲ့အီတက်ကလည်းထွက်သွားတော့ဩသွားပြီးတော့ပေါင်းပြီးတော့ပြန်ချက်တာဩအဒီအာဟင်းအထင်းနေလည်းကြာပြောရမယ်ဆိုတော့ကျွန်တော်တို့ဒီမှာကအခုကိစ္စဆိုရင်တော့ ဟင်းတွေကိုအနှစ်သက်စီးသက်လိုက်ဟင်းနှစ်တွေချက်လိုက်ပြောရင်အသားရောထည့်လိုက်အဲ့လိုချက်မယ်သူကအဲ့လိုမဟုတ်ဘူးဟင်းနှစ်ကိုကြတော့တတ်တတ်ချက်အမဝဒါဝဒါဒီဝဒါတော့ဆိုရင်ကျွန်တော်ကဝဒါရဲ့အီဓာတ်ကိုပြေအောင်လို့ဆိုပြီးဈီးပြီးဒီဖန်ကားဒီတည့်ရတိမယန်းဒီကိုလည်းအနှစ်ကိုကြောပြီးတော့ချက်ထားတာဝဒါအတော့အဲ့လိုအသီးလေးမျိုးကလည်းအဲ့လိုမျိုးအချင်းကြီးပဲမဟုတ်ရမှာနည်းနည်းဖန်တတ်ပါတဲ့ဟာလေးတွေအဲ့လိုမျိုးမတူတဲ့အချင်းမှမတူတဲ့အချင်း taste မျိုးချက်ထားပြရတယ်ဟောဒီနန်းသုံးချက်သားပေါင်းနန်းသုံးချက်သားပေါင်းကတော့နန်းမင်းမှာရှိတဲ့ ဒီမိမိသားတွေရေတော့နန်းမင်းတရားလူတွေရပါတော့ခြေလေးချောင်းသားမစားလို့ဆိုတာရှိတယ်။ဒီဟင်းကကြတော့ကျွန်တော်တို့ဒီတရုတ်ကလာတယ်လို့လည်းယူဆကြတယ်။ပြီးတော့ဟိုတစ်ခေါက်ကကျွန်တော်တို့ကျွန်တော်တို့ဒီအီတလီတန်မတ်ကဒီမှာလာပြီးတော့ဒီ environment ကိုစားသွားတယ်။စားတော့လည်းသူပြောတာသူပြောသွားပုံရတယ်။ဒီဟင်းကပြင်သစ်မှာလည်းရှိတယ်။ပြင်သစ်ကလာလည်းဖြစ်နိုင်တယ်လို့ပြောရတယ်။ဟုတ်လဲဆိုတော့ကျွန်တော်တို့နန်းမင်းပါကဒီခုနကပြောပြသွားတဲ့ဒီ garlic bread တွေပါရည်တွေကဒီလို နောက်နိုင်ငံဝင်ထွက်ရှိရဲဆိုတဲ့ဟာရှိဘူး record ကရှိရဲဆိုတော့ဒါလည်းဘယ်ကလာမယ်တော့တိကျတော့မသိဘူးဒါပေမဲ့အဲ့လိုလည်းဖြစ်နိုင်တယ်တိကျလာတာဖြစ်နိုင်ဟုတ်ကဲ့ဒါမှကျွန်တော်ကလော်လော်တဲ့တော့1.0မှာမြန်မာပွဲတော်တွေမှာတိကျရပြီเนาะသူကြတော့ဒီလိုမျိုးတမင်းနဲ့စားလာဒါမှမဟုတ်ဒီတိုင်းစားလာအော်တမင်းနဲ့လည်းစားလိုက်ရဒီတိုင်းစားလိုက်ရပါတယ်သူကအရေလဲတောက်အဝါလဲစားပေါ့အရေကလည်းသူတို့ဒီချက်ပေါင်းအရေနဲ့ချက်ပြုတ်ချက်ပြုတ်ရေနဲ့ပဲဆိုတော့ချက်ပေါင်းဟုတ် ငါးပေါင်းငါးကြတော့ကျွန်တော်တို့ဒီငါးမွေပေါ့နော်ငါးမွေလို့ပုံစံမျိုးပေါ့ငါးပန်းမွေနေတယ်နော်ငါးပန်းငါးပန်းမွေနေတော့နည်းနည်းတူပြီအရင်တော့အသင်ရင်တွေကအဲ့လိုမြစ်တီနားမှာဒီလမ်းတွင်းဟွာတွေကမြစ်တီနားမှာတရှိတာဆိုတော့သူကအဲ့လိုခြေရထွက်တဲ့ငါးလိုပုံစံကိုကောတယ်ပေါ့နော်အဲ့ဒီထဲမှာမှသူတို့အများကြီးရှိတယ်ငါးကိုမပိတ်သိမ့်ဘူးရောကျွန်တော်တို့ဒီအငချောက်ငချောက်လမ်းကြီးရောအစုံမဲရှိတယ်အရေးပြင်းရှင်းနေထားတယ်ရှိအဲ့ထဲမှာမှဒီငါးငါးကိုမွေပြီးချက်တယ်လို့ရှိတယ် ။သူကကြောက်ကျွန်တော်တို့လိုမျိုးဒီရိုးစီနဲ့မဟုတ်ဘူး။ top bat စီနဲ့စီတက်တာကဒီစီယာတို့ပါလို့ပါမယ်။ကြက်တုံတို့ပါလို့ထည့်ထည့်ပြီးငါနဲ့ငါ့ကိုပေါင်းပြီးတော့အမြင်လေးနှွာပြီးတော့မှ top bat စီနဲ့စီတက်စီယာဘိုင်းနဲ့ထည့်ပြီးပြန်ချက်တာပြီ။အော်။အန်သုံးဝသားရွှေသွဲ့ချက်ပေါ့နော်။ wooden glaze box ။ဝသားကိုသူကကြောက်အလျားလိုက်ပြီးပြရတာ။哦ဟာလာတောင်းလိုက်မဟုတ်အလျားလိုက်ပေါင်သားကျွန်တော်ဒီပြားလိုက်ရှိရဲ့ပေါ့အလျားလိုက်ဆိုရင်နည်းနည်းလေး slice ပုံစံမျိုးဖြစ်နေ အာရွှေတုံးရွှေတွေဒီလိုပုံစံမျိုးရှိတယ်ကျွန်တော်တို့ရွှေတုံးပေါ့အဓိကရွှေတွေဆိုတာလည်းရွှေတုံးလေးတွေဆိုရင် Academy Academy တုံးလေးအဲ့ဆိုင်အဲ့ဆိုင်လေးပြီးပြီးတော့ချက်တာလားဟိုသားကမှသူကချက်ပုံချက်နည်းကဘယ်လိုကွာလဲဆိုသူ့မှာကြတော့အလိုအာဘဲငပြားကြီးပေါ့နော်ဘိုးအရင်ခစ်တဲ့ကဒီဟောက်တရုတ်စပိုးဆောင်တွေရှိရဲဆိုတော့ဘဲငပြားကြီးကလည်းရှိနိုင်တယ်ပေါ့နော်မရဘူးလေရှိနေတယ်အဲဒါကြောင့်ဘဲငပြားရင်းနဲ့ကျွန်တော်ဝသားနဲ့ဒီရတာတွေပါနေနဲ့ချက်ပြီးတော့မှချက်သွားပြီးရကန်လေးကြတော့မှအပေါ်ကချုပ်လေးလောင်လာပြီးတာ ကျောက်လေးရဝသားနဲ့ကျောက်နဲ့ထူးထူးဆန်းဆန်းချက်ထားပြီးတဲ့ဟာပေါ့ချက်နဲ့ဝက်နဲ့ပေါင်းပြီးချက်ထားပြီးတဲ့အမိရတယ်ပြောလို့ဟိုထမင်းနန်းရင်းထဲမှာစားရထမင်းက9မျိုးရှိတယ်ဟုတ်ကဲ့ကျောက်အုံထမင်းရှိတယ်ပစုံမီးတွေရှိတယ်ထောပတ်ထမင်းရှိတယ်ထောပတ်ထမင်းအာဒီရိုးရွှေထမင်းရှိတယ်ဒါကြတော့ဒီကောင်ပစုံစီပစုံစီအာဒါပစုံစီထမင်းဒါကထောပတ်ထမင်းထောပတ်ထမင်းဟုတ်ဟုတ်ရွှေထမင်းတို့အလိုစစ်စလီထမင်းဆိုတာရှိတယ်စစ်စလီတဲ့ကွာအာယုံ၅ဘာနဲ့စားမှာနော်အဲ့တော့ခုနကအချားနဲ့စားခဲ့ပါရဲ့ တော့သူကရှင်းပြရှင်းပြချိန်မှာသူ့ရဲ့အတန်တခုချင်းစီကို description ရှင်းပြတဲ့ချိန်မှာဟိုအရင်ကတော့ဘယင်းတွေကဘလို့စားခဲ့တာဘလို့ချက်ထားတာဘလို့အသေးစိတ်ပြင်ဆင်ထားတာအတန်လေးနဲ့အတန်နဲ့ရင်စားပြီးတော့အမြင်နဲ့လည်းစားချိန်မှာအမြင်လေးကအရန်လှအနံ့လည်းမွေးနဲ့အဲ့တော့အခုအရသာခံပြီးစားမဲ့ချိန်ကိုရောက်ရှိလာပြီအဲ့တော့မင်းရှိမှရှိရဒါကတော့အုံထမင်းပေါ့နော်အုံထမင်းရှိရဲနောက်တစ်ပွဲကကြတော့ပစွန်စီထမင်းနဲ့ဘက်ကမင်းတို့မီးအရင်ကြိုက်ပါတယ်ဆိုတော့ဒီဟင်းက နန်းသုံးပဲကြီးနဲ့ဟိုမှာမင်းတို့မင်း favorite ကြိုက်လုံးလို့သူ့ရဲ့ဒီကိုလုတ်တော်တွေကခိုးပြီးတော့ကျွေးရတယ်ဆိုတာဘယ်တော့ကောင်းလဲနော်စားပါဦးခင်ကျွေးပါနန်းတုံးဝတာပေါင်းဟင်းနေချက် xuống yên yêu đi đâu ở là liền nè và cả yêu liền nè sao chị này ta suy tuệ chất ta suy tuệ chất đi nè ဝတာဟိနေနဲ့ဟိုလိုမျိုး100%ကွဲနေရမျိုးမဟုတ်80%ရာခိုင်နှုန်းလောက်80%ခိုင်နှုန်းလောက်တူတာဒါပေမဲ့ခုနကဘယ်နေရာမှာသွားကွဲလဲဆိုတော့အနံ့အနံ့လေးတွေရလာတဲ့ဟာလေးတွေလို့ပြီးတစ်ချက်တစ်ချက် after taste လေးအဲ့မှာနဲ့ကွဲကွဲသွားတယ်နန်းတုံးပဲရတာဟင်း တော့အဲ့လိုမျိုး mash potato လိုမျိုးကွာ mash potato မဟုတ်ဘဲနဲ့ mash bean ပေါ့အဲ့လိုမျိုးအဲ့မှာပေါ့အဲ့ဒီတက်တုံပြူစီစီချက်နေတယ်မွေးနေတောက်ကောင်အဲ့မှာအဲ့တော့၅ပေါင်းဖြစ်ပါတယ်ဟင်းမဲစားခြင်းဒါရီအောင်နန်း၃ချက်သားပေါင်းဖြစ်ပါတယ် ဟိုနန်းနွေးနဲ့မှာခြေလေးချောင်းခြေလေးချောင်းသားမစားတဲ့မိညီမင်းသားတွေပေါ့နော်မင်းသားကြီးတွေကသူတို့ကဒီစက်သားပြုတ်စက်သားပြုတ်ရည်နဲ့ဒီစက်သားနဲ့ဒီမုံမြင်းနဲ့ပတ်ထားတယ်ဒါလေးကိုစားကြတယ်ပေါင်းနေမှာသားလေးနဲ့ သူ့ရဲ့ချမောင်ဟင်းကတော့အဲ့လိုမျိုးငါအရတာကိုအတော်လေးရအောင်အတုံးလိုက်တယ်လားဒီရွက်စုံတော့အမှန်တော့သူကအဲဒီမှာဆိုလို့ရှိရင်ညူရွက်တုတ်ရှိရပါတော့ညူရွက်တုတ်ကကြတော့စူပရလက်ကအကြိုက်ကကြတော့သူကညူရွက်တုတ်ပေါ့နော်ဒါပေမဲ့အခု loss တယ်ညူရွက်တုတ်မရှိတော့ဒီရွက်တုတ်လို့စားပါဘယ်စုံစီတမင်းလေးစားကြည့် ီဝက်သားဟင်းရကြောင့်သူကချက်ပြီးတော့ကြက်ခံနေကြမှာအပေါ်ကနေပြီးတော့မှဒီကြက်ဥလေးကိုလောင်းလိုက်တာတော့ဆန်းတော့ဆန်းတော့တုံးတန်သားအစီအခောက်ပါတဲ့ဟာမျိုးကိုကြိုက်အဲဒီဝက်သားကြတော့သူကအသားကြီးကိုပဲချက်ထားလောက်ကြိုက်ဒါကိုကိုကြိုက်မတချို့ကကြတော့လေအသားမှကြိုက်လို့ရှိရဲ့ ုံးသမင်းကိုပူကြတယ်အုံးသမင်းကပူစားတယ်မင်းတရားအတွက်လက်ဖက်တွေပြန်လာဆက်တာပြီးကတော့တွေဆိုပြီး processing တကုန်တော့ကျွန်တော်ပြန်ပြီးတော့အာဗတ်ဂျီကဆွဲတော့နောက်ရှင်ဖို့ငါကျတော့ဟုတ်တောင်းသွားရေချွဲကန်းဆိုဆိုင်ဟုတ်ဗတ်ဂျီတောက်တဲ့မိုး